အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစီညာကနေစုမုံအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့အခုဒါအပြော်ရေးလဲပြီးသွားပြီဆိုတော့ကျွန်တော်ဒါ spa သင်းရဲ့ဒါကျွန်တော်အနာဂတ်တွေနည်းနည်းလေးပြောစရာရှိတယ်ပေါ့နော်။အဲ့တော့ spa သင်းနေနဲ့လက်ရှိမှာဒါ Europa League Champion ဖြစ်ခဲ့ပေမဲ့ဒီ Europa League Champion ဖြစ်တဲ့အသင်းတစ်သင်း PP အလုပ်လုပ်ဖို့တော့လူလိမ့်မယ်လို့ကျွန်တော်နေတယ်မြင်တယ်။ ဒါဂျူရိုပါလိချန်ပီယံဆိုတဲ့ချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းသင်းနဲ့လာမယ့်လူရာဒီမှာလွတ်လွတ်ဖို့ရည်ကြီးတယ်ဒီတိုင်းဆိုတော့စပါအသင်းအနေနဲ့တေချာတခုကတော့အန်ချ်ပိုစတာဂလူးကဒါကျွန်တော်တို့စပါအသင်းရဲ့နီးပြအနေနဲ့ဆက်လက်ပြီးရှိဖို့အတွက်ရာခိုင်နှုန်းများသွားပြီသူကိုယ်တိုင်ကလည်းဒီအသင်းမှာဒါ၄နဲ့၅နဲ့တိဆောက်ဖို့တော့သူစူးစမ်းနေတယ်ပြောပြီးတော့သူအနေနဲ့ဒါကျွန်တော်တို့ယူရိုပါလိဖိုင်နယ်မှာတိုင်ခင်ကနေပဲသူပြောသွားခဲ့တယ်သူလက်ရှိမှာတော်တန်ဟော့စပါအသင်းမှာသူ့ရဲ့အလုပ်တွေမပြီးပြတ်သေးဘူးဆိုပြီးသူအနေနဲ့အင်တာဗျူးမှာပြောသွားခဲ့တာကိုတွေ့ရမယ်အဲ့ဒါတွေကိုကြည်ချင်းအဖြစ်လက်ရှိအခြေအနေတွေကဒါကျွန်တော်တို့ တော်တန်ဟော့စပတ်တင်မှာနီးပြအပြောင်းလဲကိုလည်းရှိအနေထားရဖြစ်ဖို့အတွက်ရာဂိုင်နှုန်းကတော်တော်လေးကိုနည်းသွားပြီလို့ဆိုလို့ရမယ်အခက်ခဏတစ်ခုရောက်လာခဲ့တယ်။အတော်တန်ဟော့စပတ်တင်ရဲ့လက်ရှိမှာဒါကျွန်တော်တို့ after match ပေါ့နော်ပျော်တင်တာတွေပျော်ပြီးသွားပြီ။ဒါကျွန်တော်လည်းအတိုင်းတော်တစ်ခုနေကြလူဘောလို့အသိစိတ်ပြန်ဝင်တဲ့ moment တစ်ခုရောက်လာခဲ့တယ်။ then what ဘာဆက်ဖြစ်မှာလဲအဲ့တော့စပါတင်နဲ့ဒါကျွန်တော်နှစ်16နှစ်ကြာတာဥရောပဖလားဆိုတော့နှစ်50နှစ်ကြာကွင်းကင်းကွာနေတဲ့ဆူဖလားတခုတော်တန်ဟော့စပရက်သင်းကဒါရရှိခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီနောက်ကွယ်မှာကျွန်တော်လှုပ်လှုပ်အောင်မှာရှိတယ်ဒီနောက်ကွယ်မှာနောက်ကနေလှုပ်ရမယ့်အလုပ်တွေကတော်တော်လေးကိုများတယ်စပါတင်နဲ့ခုလက်ရှိမှာဒါကျွန်တော်ယူရိုပါလိဖလားရသွားတယ်ချန်ပီယံလိဝင်ဝင်ရသွားတာမှန်ပေမဲ့ကျွန်တော်တို့အသင်းအနေနဲ့ခုလက်ရှိမှာအဆက်16နှစ်ဆိုတာမေ့လို့မရဘူးလာမယ့်ညရာဒီမှာစပါတင်နဲ့ချန်ပီယံလိဝင်ဝင်ရသွားတဲ့အသင်းနဲ့ဒီဒါမဲ့ နူရာတီအတွက်တော်တော်လေးကိုခက်ခဲမဲ့ရာတီတစ်ခုထပ်ဖြစ်အောင်ပါဘာလို့ဆိုယူရိုပါလိလက်ရှိမှာတွေ့တဲ့အပိုးနဲ့နေတဲ့ဆိုင်ရင်ဒါချန်ပီယံလိမှာတွေ့မဲ့အပိုးနဲ့နေတဲ့ဒီခက်အများကြီးအများကြီးပိုခက်ခဲတယ်ပြီးတော့တီးကြတယ်မဲ့လက်ရှိမှာပို့ပြီးတော့လဲပွဲတွေများလာနိုင်တဲ့ဒီမှာပါတယ်အဲ့တော့စပါတက်ရဲ့အခုလက်ရှိအရန်လူစင်းချာတိတွေကယူရိုပါလိအတွက်တော့တော်တော်လေးကိုအဆင်ပြေတယ်ခုနကပြောသပဲအဲလ်စ်ဘော့တို့ဒါကျွန်တော်တို့ AC အော်ကမာတို့ဘာလို့နဲ့တွေ့မဲ့ဆိုတော့ဒီလူလူမျိုးတွေကအဆင်ပြေတယ်ဆိုပေမဲ့တကယ်တော့ချာချန်ပီယံလိအုပ်စုနဲ့ တွားတွေ့မယ်ဆိုရင်တော့တော်တော်လေးကိုခက်ခဲမဲ့နေထားမှာရှိအဲ့တော့ပြောချင်တာလာမဲ့နေရာဒီမှာအခုလက်ရှိကစားသမား17ယောက်လုံးကိုထိန်းထားဖို့ရည်ကြီးတယ်အဓိကကကျွန်တော်တို့ကခန်စစ်ကစားသမားတွေဖြစ်တဲ့ Christian Romero နဲ့ Maggie Van Der Ven Van Der Ven ကအသင်းမှာဆက်ရှိနေမယ်ဆိုတော့လုံးဝငင်းစရာမလိုဘူးဒါပေမဲ့ Christian Romero ပဲအခုလက်ရှိမှာဒါကျွန်တော်တို့ဒီ Europa League ဖလားရတာ Spa အသင်းအတွက်ဘလောက်ထိကောင်းသွားနိုင်လဲဆိုတော့အခုလက်ရှိအသင်းကထွက်မယ်လို့နာမည်ကြီးနေတဲ့ကစားသမားတွေအနေနဲ့ဒါအသင်းကနေပြီးတော့ တရားဝင်ဒါကျွန်တော်တို့ဆက်လက်ပြီးနေဖို့အတွက်ဆုံးဖြတ်ထားရဲဆိုတဲ့သတင်းထုတ်ပေါ်လာခဲ့တယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ခရစ်ယာန်ရူမေရိုအနေနဲ့ဒါအသင်းပြောင်းတော့မှာဟုတ်ပဲနဲ့စာချုပ်သစ်တောင်ချုပ်ဆိုလာနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေစတင်ပြီးထွက်လာခဲ့ပြီဖြစ်တယ်။အဲ့တော့စပါးသင်းနဲ့လက်ရှိချန်ပီယံလိပိုင်နဲ့ဂိုးစချောင်းရာ ကောင်းမှုနဲ့နမိပေါ့နော်ချန်ပီယံလိဒါကျွန်တော်ဝင်ခွင့်ရတော်တော်လေးကိုအရေးပါခဲ့တဲ့အထမှာရှိတယ်အဲ့တော့စပါတစ်နဲ့ခုလက်ရှိသူတို့ရဲ့အဓိကကစားသမားတချို့ကလာမယ့်နွေရာသီမှာအသင်းကထွက်ဖို့တဲ့တချို့သောကောလာဟာလာရှိခဲ့ပေမဲ့ဒီကောလာဟာလာတွေကိုဒီစူပလာနဲ့ဒါကျွန်တော်တို့လက်ရှိအာဖိုင်နယ်ဟိုချန်ပီယံလိကိုဒါကျွန်တော်ဝင်ခွင့်နဲ့တူကျွန်တော်ဒါဟိုထိမ့်သိမ်းနိုင်ခဲ့တဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါဘလူးပဲပြောပြပေါ့နော်မြေတို့ပင်စူစီကမှုစပါတစ်အတွက်ဒီဖလာရတယ်ဆိုတာထက်ဆိုင်ချန်ပီယံလိဟိုဝင်ခွင့်တော်တော်လေးအဲ့တော့အရေးကြီးတာလက်ဝိုင်းပဲ ဒီအနေထားဒီမှာကျွန်တော်တို့အများကြီးဆွေးနွေးဖို့လိုလာတယ်ပြောဖို့လိုလာလက်ပိုင်းပဲတော်တန်ဟော့စပါတင်းနဲ့ဒါကျွန်တော်တို့ဒီလိုမျိုးချန်ပီယံလိဖိုင်နယ်မှာတက်ခဲ့ပြီးရှုံးနေခဲ့တယ်ဒါကျွန်တော်တို့အဆင့်နဲ့ပရီးမီယာလိမှာအဆင့်နဲ့ဆိုရရသည်အဆင့်3ဆိုရရသည်ကျွန်တော်တို့ကြော်ဖြတ်ခဲ့တဲ့ moment တွေရှိတယ်ဒါပေမဲ့အသေးနေနဲ့ဒါကျွန်တော်လောက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 ်ဒါဖြည့်သိမ်းမှုတွေမပြုတ်လို့ခဲ့ပဲနောက်နေ့မှာအပြားရှူသွားခဲ့တဲ့ moment တွေဖြစ်ခဲ့တယ်စပါတင်းနေနဲ့လက်ရှိမှာဒန်နီယယ်လက်ဗိုင်းနေနဲ့အကယ်၍ NG poster Galuda ဒါကျွန်တော်တို့နှစ်ခုလောက်ကိုအာယုံဆိုင်နိုင်မဲ့လူစည်းရင်းများပါရှိခဲ့မယ်ဆိုရင်သူ့အနေနဲ့ဘယ်လောက်ထိလုပ်ပြသွားကျွန်တော်တို့ကြည့်ချင်ပြီးတာအမှန်ပဲ အမှန်တမ်းပြောလက်ရှိမှာဒါကျွန်တော်ပရီးမီးယားလီဂ်မှာတိုင်ပတ်နေတယ်ဆိုတော့ injury တွေကိုအကြောင်းမပြချင်ပေမဲ့အခုလိုမျိုးဒါဒီလိုမျိုးခံစစ်ပုံစံမျိုးဒါပရီးမီးယားလီဂ်မှာ track ခင်မယ်ဆိုကျွန်တော်အဆင့်ဆက်ခွန်နဲ့ရောက်စရာအကြောင်းကိုမရှိဘူးဘို့ဘို့လေအဲ့တော့ Sparta ရဲ့လာခံစစ်အဓိကကစားသမားဖြစ်တဲ့ Destiny Udogi Pedro Poro ဒါကျွန်တော် Mickey Van De Ven Christian Romero ဒီ၄ယောက်အတွဲကို Sparta အနေနဲ့ဒါကျွန်တော်တို့မျက်မျှတက်တက်သုံးဖို့အတွက်အရင်ကောင်းကောင်းလုပ်လိမ့်မယ်အခုလက်ရှိမှာကျွန်တော်အမြင်ကပြောမှာဆို Kevin Dan ဆိုတော့တော်တော်လေးကိုကောင်းတဲ့အရင်ကစားသမားတစ်ယောက်ဖြစ်တယ်ကျွန်တော်အနေနဲ့ဒီထက်ပိုကောင်းတဲ့ကစားသမားအများကြီးလုပ်လိမ့်မယ် Van Davies ထက်ပိုပြီးတော့အဆင်ပြေတဲ့ ကစားသမားတွေလူနေမယ်ဒါဖူဘက်ကျွန်တော်အနေနဲ့ပြောမှာဆိုဒါ quality ရှိတဲ့ အရင်ကစားသမားဆိုလက်ရှိမှာ Dajes Spence ဒါကျွန်တော်တို့ Kevin Danso ဒီလိုကစားသမားတွေပဲကျွန်တော်တို့ရှိမယ်ဒါပေမဲ့အဲ့ဒီနောက်ကွယ်မှာကျွန်တော်အများကြီးပြောင်းလဲဖို့အခုလက်ရှိမှာဒါ example ပြောအောင် Spa တင်တဲ့အခုလက်ရှိ Medicine နာသွားချင်မှာကျွန်တော်တို့မှာ attacking midfielder ကောင်းကောင်းမရှိဘူးလာမယ့်နေရာဒီမှာဒီလိုမျိုးဒါအခုဒီချိန်မှာကျွန်တော်တို့ဒီ Europa League Champion ဖြစ်ထားတဲ့အပြင်ကိုဒါကျွန်တော် Champion Champion League ဝင်ခွင့်ရထားတဲ့အသင်းသင်းပြီးပြီးအခုလက်ရှိမှာဒါဈေးကြီးတဲ့ကစားသမားဆိုရတဲ့ကစားသမားကိုခေါ်ယူဖို့နည်းနည်းလေးပူပြီးဆွဲဆောင်နိုင်မယ်တကယ်လည်း personal ကြီးမယ်ဆိုတာသူများတင်တဲ့စာကျွန်တော်တို့ကအားအများကြီးနည်းပါစေဒါဟာ realistic ပဲဒါဟာငါအသင်းက Champion League င်သွားလို့ Europa League ဖလာရလို့ဒါကျွန်တော်တို့တင်အများကြီးပြောင်းလဲသွားမှာကျွန်တော်အနေနဲ့ကစားသမားတွေနည်းနည်းလေးဆွဲဆောင်တယ်။ AG Poster Glue ဘာလုံးနိုင်လဲပေါ့မြူတီပြီးတော့အသင်းကပြောင်းဖို့အတွက်ဒါကစားသမားတွေအနေနဲ့စိတ်အားထက်သန်လာတယ်။ဟိုဘက်လို့ရှိမှကျွန်တော် personal မြင်မှာဆိုရင် AM နေရာတော့ကျွန်တော်တော်တော်လေးကိုသဘောကျတယ် Ryan Shaki ။အရင်တော့ခုနက assist 18လို့အသင်းမျိုးကိုလာဖို့တက်ဆန်အခုလက်ရှိမှာ Champion League ဝင်ထားတဲ့အသင်း Champion Europa League ရထားတဲ့အသင်းကိုပြောင်းဖို့အတွက်နည်းနည်းလေးပို့ပြီးပြင်လာ။အဲ့တော့ခုနကကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်ဘယ်တော့မှဆိုခုနကပြောတယ်ငါအသင်းဖလာရလို့ငါပြောင်းလဲသွားမယ်ဆိုရင်လူတွေကကျွန်တော်မပြောဘူးဆို realistic ကျွန်တော်ခုနကအရှိ ကိုရှီတန်းကိုကျွန်တော်တော်တော်လေးကိုအားရပြီးဝါသနာပါရီတို့တောင်မှပါတယ်ဟိုမှာလက်ရှိမှာဒါကျွန်တော်အနေနဲ့ဟာအသက်မှာတိုက်ဆက်မှုကျွန်တော်လက်ရှိတိုက်ဆက်မှုနဲ့ဝယ်မယ်ဆိုရင်တော့မှ Arsenal ရှင် Victor Kyogres တို့ဒါကျွန်တော်တို့ Liverpool နဲ့ရှင်မဖြစ်နိုင်ဘူး ကျွန်တော်ပြောတာကျွန်တော်ပြောတော့အခုလက်ရှိမှာကျွန်တော်တို့ဒီချန်ပီယံလိဝင်တာရယူရိုပါလိရထားတယ်ဆိုပေမဲ့ဒီလိုမျိုးကစားသမားတွေလိုက်တာကျွန်တော်အနေနဲ့တကယ်တမ်းကောင်းတဲ့ကစားသမားတွေပို့ပြီးတော့ရနိုင်တဲ့နေရာမှာပါအဲ့မှာလက်ရှိမှာ Ryan Shaggy Shaggy နေနဲ့ခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းရေးပေါင်း22.5တန်းပဲရှိတယ်ဒီလိုကစားသမားမျိုးကိုသူများရဲ့ရှင်လိုက်ခုလက်ရှိမှာနည်းနည်းလေးမျောလင်းချက်ရှိပါတယ်ကို့အတင်းကပိုကောင်းတယ်ဆိုတာတဲ့လက်ရှိမှာနည်းနည်းလေးဟိတ်ဟန်တစ်ခုရှိသွားတယ်ဒီမှာပါတယ်ဒီတိုင်းမှာခုနကပြောလို့လက်ရှိမှာဒါ Spartan နဲ့လူခေါ်ရတာနည်းနည်းလေးပိုလွယ်သွားပြီဒါပေမဲ့လူခေါ်တာလွယ်နောက်မှာလောက်ခလာစာပေးမှုနဲ့ဒါကျွန်တော်လက်ရှိအနေထားရအသိရဲ့ဒါပြောင်း ဲမှုပေါ့အများကြီးမူတည်ရတယ်မှာပါတယ်အဲ့တော့စပါတီးရဲ့လက်ရှိအခြေအနေတွေရဆိုရင်ဒါကျွန်တော်တို့လက်ရှိဒါမဲ့နေရဒီမှာအလုပ်တွေအများကြီးလုပ်ဖို့လုပ်တယ်လက်ရှိမှာအရန်လူစင်းအရာမတောင့်တင်းဘူးလက်ရှိဒါကျွန်တော် example ပြောအောင် final change ခံသွားချိန်မှာ united အရန်လူစင်းနဲ့ကျွန်တော်တို့အရန်လူစင်းနဲ့ကျွန်တော်အရန်လူစင်းမှာ chart date တွေကြီးပဲတကယ်ကလေးတွေမှာကလေးတွေကြီးပဲကျွန်တော်လဲလာရတဲ့အချိန်မှာမှ dance ဆိုရတာ archi grey ရဲ့ digest space ဆိုတဲ့လူတွေကျွန်တော်နေတာခုနကပြောလို့အကေဖက်ဖက်မျိုးကောင်းဆို AM မှာဘူးမှမရှိဘူးပပဲစာလို့ကစားသမားမျိုးက AM လိုနေရာမျိုးမှာစော့နေရတာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့ပြောချင်တာကကျွန်တော်တို့မှာအရင်လုံးဝမရှိဘူးအခုချိန်မှာဒါကျွန်တော်တို့လာမယ့်လူရည်စီမှာ FA Plus ရှိမယ်ဒါကြောင့် Carabao ရှိမယ်ဒါကျွန်တော်တို့လက်ရှိဘူးအာ Europa League ရှိမယ် ဒီလိုပုံစံမျိုးတွေတွေ့ရတဲ့အချိန်မှာအခုချန်ပီယံရှစ်မှာဒီလိုမျိုးတွေ့ရတဲ့အချိန်မှာကျွန်တော်တို့ဒီလေးပွဲလုံးကိုအာယိုဆိုက်ဖို့ ready ဖြစ်နေပြီလားယူရိုပါလိလိုဒါတွေဟာကလေးနဲ့ထော့ကန်လို့ရတဲ့အသင်းတွေပါလာမှာမဟုတ်ဘူးတကယ်ကိုစောင်ရမ်းကောင်းတဲ့အသက်တွေမှာလက်ရှိမှာ Inter တို့ Real Madrid တို့ Bayern Munich တို့ AC Milan တို့ဒီဟို AC Milan အဲ Inter Milan တို့အသင်းတွေလာတည်လားကျွန်တော်ပြောတာ ကျွန်တော်အနေနဲ့ဒါကြီးကိုခုနပေါ်လက်ရှိမှာ Elsborg တို့ AZ Alkmaar တို့လို့ခြားတဲ့တောက်ကန်လေးရဲပွဲတီလာမှာအဲ့တော့ပြောချင်တာကအရန်လူအင်အားတောင်းကိုတောင်းပါရမယ် Aspar တင်းနေလာမဲ့လူရဒီမှာနှစ်သိန်းစာဖြစ်ခိုင်းတာမဟုတ်ပဲဒါကျွန်တော်နှစ်နှစ်ဖက်လုံးကို focus လုပ်နိုင်မဲ့ဥစ္စာတကူ Aspar တင်းလူအပ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ် Edge Poser Glue Poser Glue ကို Edge Poser Glue နေနဲ့လက်ရှိမှာသူဟာဘာလို့နောက်ကနေပြီးတော့ tight တဲ့လောက်ဒါကျွန်တော်တို့ဖလားပေးတဲ့ဖို့ ထောက်ပံ့တဲ့နည်းပြတရားလို့ဆိုတော့ဒီနေ့ပွဲစဉ်ကသူ့အတွက်ပြသခဲ့တာဖြစ်တယ်။အဲ့တော့ကျွန်တော်ကအချိန်တစ်ခုပေးခြင်းတယ်။တစ်နှစ်ဒါတစ်နှစ်ခွဲတာနည်းပြကနေနော်။အဲ့တော့ 16လတခါနီးပြပြောင်းလဲတဲ့တန်တရာကြီးကလည်းလွတ်ကျွတ်ဖို့အများကြီးအများကြီးလိုအပ်တယ်။နီးပြအနေနဲ့လည်းခုလက်ရှိမှာဒီပြောပုံရသူ့အနေနဲ့နေချင်တယ်။သူ့နေချင်တယ်ဆိုရင် Levi's ကထုတ်ဖို့အစီအစဉ်မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ Spartan နီးပြပြောင်းလဲကလက်ရှိလာမယ့်နေရာဒီမှာတွေ့ရဖို့တော်တော်လေးကိုနည်းသွားပြီ။အဲ့တော့ Spartan အနေနဲ့ဒီနားမှာညံမတက်နေတဲ့လာမယ့်နေရာဒီမှာဒီထက်ပိုကောင်းတဲ့အသင်းသင်းဖြစ်ဖို့အတွက်အများကြီးကြိုးစားအောင်လို့မြင်တယ်။ဒါကကျွန်တော်တို့အသင်းအတွက်ဒါ stepping stone တစ်ခုဒါကျွန်တော်တို့ ကနင်းစရာလှေကလေးတစ်ခုအနေနဲ့မြင်တယ်အောင်မြင်မှုတစ်ခုဆိုဟုတ်တယ်ဒါ trophy collection ရအရင်မိုက်သွားပြီဒါပေမဲ့ဘလို့ပဲပြပြောပြန်စဉ်းစားကြည့်မယ်ကျွန်တော်တို့လုပ်တွေအများကြီးလုပ်ဖို့လိုတယ်ဒါခုနကပြောဆိုသူများအသင်းကြီးနဲ့ chef 5 for အတွက်ဆိုရင်ကျွန်တော်တို့ဒါအလုပ်တွေအများကြီးကြိုးစားဖို့လိုသေးတယ် spade နဲ့ dia ကအင်အားတစ်ခုအနေနဲ့တောင်းအားတစ်ခုအနေနဲ့ဒါအများကြီးတွန်းဖို့အတွက်ဖြစ်သွားနိုင်တယ်ဒါဟာသိက်ကောင်းတဲ့အရာတစ်ခုဖြစ်လာဖို့တော့ကျွန်တော်တို့မျှော်မှန်းနေတယ်မှာပါတယ်အဲ့တော့ဒါ spade ဒါပြည်သက်တယောက်အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ဘလို့ပဲပြောဝမ်းသာတယ်အခုချိန်ဒီဒါဓာတ်ပုံနေကြည့်ပြီးဒါဝမ်းသာတော့မယ်ဒါကျွန်တော်တို့ပြောစရာပေါ့နော်အဲ့တော့ဒါဖလားမရဘူးတဲ့လူတွေကဖလားရတဲ့ feeling တစ်ခုရှိပေမဲ့ဒါဟာ realistically အလုပ်တွေအများကြီးလုပ်ဖို့လိုတဲ့အသင့်အသင့်ဆိုတော့ မြင်မရပါဘူးတလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0နဲ့ DB4 တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း YouTube Media 3.0နဲ့ DB4 ရဲ့လေးလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်တို့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်ကျွန်တော်မြန်မာကလစ်ဖို့မမိကြပါနဲ့ပြမြန်မာကလစ်မှာမမေ့နိုင်အဖြစ်ပါတယ်အားလုံးမကျူတူပါနဲ့ကောင်းမွန်တော်လေးလေးနေ့ဖြစ်ပါစို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်တော့ကူညီပါဗျအားလုံးမကျူတူပါနဲ့မြန်မာလည်းကလစ်ပေးကြပါဗျမြန်မာကလစ်မှာမမေ့နိုင်မှာဖြစ်ပါတယ်အား ားတို့မကြိုးတို့မှာကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ဒိမောင်ဗျာ